။ Okay အားလုံးပဲမင်္ဂလာပါ။ပေါ်အောင်တောင်ကြီး TikTok channel နဲ့ YouTube channel မှာပြန်လည်ပြီးချစ်ဆွေလိုက်ပါရစေဗျ။ Okay ကျွန်တော်ရဲ့ TikTok channel နဲ့ YouTube channel လေးကိုကြည့်ရှုနေကြတဲ့ချစ်ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေဗျ။ Okay ဒီနေ့ညမှာလည်းကျွန်တော်ရဲ့ပွဲကျုပ်သုံးသက်ချက်လေးမပြောခင်မှာကျွန်တော်မနေ့ညကကျွန်တော်ရဲ့ပွဲစဉ်လေးတွေဖြစ်တဲ့ဒီ FC Kai နဲ့ UEM ထွေရဲ့ပွဲစဉ်ရဲ့ဒီ Parfo နဲ့ Bayern Munich ရဲ့ပွဲစဉ်ရဲ့ Atletico Madrid နဲ့ဒီ Frankfurt ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော် ဒီရေပွဲအချိန်မှာဆိုရင်ကျွန်တော်ရေမထွက်ဘော်တွေနဲ့ကိုပေါင်းဘော်ပေးခဲ့တယ်5 0ဆိုတဲ့ရလနဲ့အနိုင်ရရှိတယ်ပါဖိုးနဲ့ဒီဘိုင်ယန်လေးရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကဘိုင်ယန်မြူနစ်ဘော်ဒီကိုရွေးချယ်ပေးခဲ့တယ်5-1ဆိုတဲ့ရလနဲ့နိုင်ရရှိတယ်ဗျအက်တလတီကိုမက်ထရစ်နဲ့ဒီဖရန်ဘက်တို့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကဒီအက်တလတီကိုမက်ထရစ်ဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးခဲ့တယ်အကိုရလနေနဲ့ကတော့5-1ဆိုတဲ့ရလနဲ့၃ပွဲစလုံးမှာကျွန်တော်အနိုင်ရရှိပါတယ်ဖရီမောင်တွဲဖရီ9တင်းမောင်တွဲမှာဆိုလဲကျွန်တော်9ပွဲစလုံးကိုအနိုင်ရရှိတယ်ဗျ အဲ့ကျွန်တော်မင်းညကဒီအော်တိုဘာလာအစမှာဆိုရင်ကျွန်တော်ရဲ့ဒီပွဲစဉ်လေးတွေက all win တဲ့အတွက်ကျွန်တော် wonder pd ဖြစ်မိတယ်ဒီနေ့မှလည်းအကောင်းဆုံးကြိုးစားပြီးတင်ဆက်ပေးတော့မှာဖြစ်တဲ့အကြောင်းမို့ကျွန်တော် channel လေးကိုနိုင်ရ following နဲ့ထားစေချင်ပါတယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်အကောင်းဆုံးကြိုးစားပြီးတင်ဆက်ပေးထားမယ့်ပွဲစဉ်လေးကတော့ဒီ UEFA Champion League ပွဲစဉ်နှစ်မှာရှင်ပိုင်ကစားသွားမယ့်ဒီ Arsenal နဲ့ Olympia ကော့ရဲ့ Dortmund နဲ့ Bilbao ရဲ့ဒီ St. Gillain နဲ့ Newcastle တို့ပွဲစဉ်ကိုကျွန်တော်အကောင်းဆုံးကြိုးစားပြီးတင်ဆက်ပေးထားပါမယ်ဖြစ်ပါဗျပထမအကောင်းဆုံးပွဲစဉ်နေတဲ့ဒီ Arsenal နဲ့ Olympia ကော့ရဲ့ပွဲစဉ်ကိုကျွန်တော်ပွဲစဉ်ကိုတုံးသက်ပေးထားပါမယ်ဗျ ဒီဘက်မှာအာဆင်နယ်ကအဲ body ချင်းနှလုံးတည့်ရည်နဲ့ဂိုးပေါင်းချင်းသုံးလုံးပြားလေးတဲ့ရှုံးဆိုတဲ့ဂျီမုတ်ဖွင့်လာတာကိုတွေ့ရပါတယ်ဗျ။အဲဒီအာလိုမတိကျတဲ့ဘက်ဒီအာဆင်နယ်ကအင်္ဂလန်ပရီးမီယာလိမ MVP ဆရာမှာရှင်းမြန်ကစားနေတဲ့အတင်းဖြစ်တဲ့ဒီအဝေးခွင့်ဖြစ်တဲ့ single line ကတော့ Greece Super League ကမှရှင်းမြန်ကစားနေတဲ့အတင်းတင်ဖြစ်တယ်ဗျ။ဒီအာဆင်နယ်အားဆိုရင်ဒီအင်္ဂလန်ပရီးမီယာလိမ MVP ဆရာမှာ6ပွဲရှင်းမြန်ကစားထားပြီး4ပွဲနိုင်တပွဲတည့်ရည်တပွဲရှုံးဆိုတဲ့ရလက်နဲ့ အစစ်နှစ်နေရာမှာရက်တင်နေရာကိုတွေ့ရတယ်။ဝေကွပြတဲ့စင်ကီလိုင်းကတော့ဂရိစူပါလီဂူးမှာ၅ဘွဲ့ရှင်ပိုင်ကစားတာပဲ၄ဘွဲ့နိုင်၁ဘွဲ့တရီရှုံးဝဲလုံးဝမရှိသေးတာကိုတွေ့ရတယ်ဗျ။အဲဒီအာဆင်နယ်အဆိုရင်ပြီးခဲ့တဲ့ဒီ UEFA Champions League ပွဲစဉ်တက်မှာဆိုရင်အဲသူကဒီဘီဘာအိုရဲ့အင်ဂူမှာတောက်ရောက်ရှင်ပိုင်ကစားခဲ့ရပြီး Z2 ဆိုတဲ့ရလိုင်းနဲ့အနိုင်ရရှိတာကိုတွေ့ရတယ်။ဒီ UEFA Champions League ပွဲစဉ်ကိုတွေ့ရတယ်။ ဒီအင်္ဂလန်ပရီးမီးယားလိမှာဆိုရင်နောက်ဆုံးရှင်းပိုင်ခဲ့တဲ့ပွဲမှာဆိုရင်လည်းဒီအာဆင်နယ်ကိုအဝေးခွင့်မှာတောက်ရောက်ရှင်းပိုင်ကစားခဲ့ပြီး1 2ဆိုတဲ့ရလန်နဲ့အနိုင်ရရှိထားတာကိုတွေ့ရတယ်။ဒီအဝေးခွင့်ပြည့်တဲ့ single line ကတော့ဒီပြီးခဲ့တဲ့ UEFA Champions League ပွဲစဉ်တက်မှာဆိုရင်ပါပိုကိုအင်္ဂလန်မှာအခန့်ရှင်းပိုင်ကစားခဲ့ပြီးစီစီဆိုတဲ့ရလန်နဲ့တည်ချထားတာကိုတွေ့ရတယ်။ Greece Super League ပွဲစဉ်နောက်ဆုံးပွဲစဉ်မှာဆိုရင်သူက3-2နဲ့အနိုင်ရရှိထားတာကိုတွေ့ရတယ်ဗျ။အဒီနေ့ညမှာဆိုရင်ဒီနှစ်တင်းရဲ့ထိတဲ့ပြည့်စုံမှုမှာဆိုရင်ကျွန်တော်ကတော့ဒီအာဆင်နယ်ကခြေစမ်းပိုင်းအများကြီးတာလေလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်ကအင်ကွင်အား ်အိမ်ကွင်းကောင်းတယ်အိမ်ကွင်းကောင်းတဲ့အတင်းတင်းဖြစ်တယ်ပြီးခဲ့တဲ့ရာသီချန်ပီယံလိရှိမြန်ကစားခဲ့တဲ့အိမ်ကွင်းခုနှစ်ပွဲမှာဆိုရင်ငါးပွဲတိတိကအဂိုလုံးကမပေးခဲ့ရပဲဒီကလင်းရှစ်ဆိုတဲ့ရလနဲ့အနိုင်ရရှိထားတဲ့အတွက်ကြောင့်မလို့ဒီအာဆင်နယ်ရဲ့အိမ်ကွင်းမှာအများကြီးအားတာတယ်လို့ကျွန်တော်ကမြင်မိတယ်ဒီအဝေးကွင်းပြတဲ့စင်အဝေးကွင်းပြတဲ့အိုလံပီယာကကတော့ဒီတိုက်စစ်ပိုင်းမှာ တက်စစ်ပိုင်းတိတ်မကောင်းပဲမကန်ဆယ်ပိုင်းမှာအရန်ကောင်းတာကိုကျွန်တော်တို့တွေ့ရတယ်အဲပြီးကြတော့ဒီနေ့ညမှာဆိုရင်လည်းဒီအာဆင်နယ်ကိုသူတို့ကဖင်ပိတ်ပြီးကန်မယ်လို့တော့ကျွန်တော်ကမြင်မိတယ်ဗျဒါပေမဲ့လည်းအာဆင်နယ်ကလည်းသူ့ရဲ့အိမ်ခွင်းမှာဆိုရင်ဂိုးလုံးဝမပေးရသေးဘူးအဓိကနံပါတ်1အနေနဲ့သူတို့ဦးစားပေးထားတယ်အနောက်ဘီဂိုးတွေအများကြီးရရှိအောင်လည်းတက်စစ်တွေအကောင်းဆုံးထည့်သွင်းကစားထားတာကိုတွေ့အဂူရီအများကြီးရရှိလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်။အဲဒီဒီနေ့ညမှာဆိုရင်ဒီအာဆင်နယ်တင်းတဲကပဲဂူရီတွင်းပြီးတော့အနိုင်ရရှိမယ်လို့ကျွန်တော်မြင်မိတယ်။အဲ ကိုရက်လက်အနေနဲ့ကတော့ 2C 3C တော့သွားမယ်လို့ကျွန်တော်ကမြင်မိပါတယ်ဗျဟုတ်တယ်နောက်တဲ့ပွဲစဉ်အနေနဲ့ကျွန်တော်ဒီဒေါမွန်အတင်းနဲ့အသက်လက်ပြပါကိုကျွန်တော်ဆက်လက်ပြီးပွဲချုပ်သုံးသပ်ပြီးတော့ပါမယ်ဒီဒေါမွန်အတင်းနဲ့အသက်လက်ပြပါဆိုမှာစဉ်အလုံးမကြည့်ရတဲ့အတိုင်းဒေါမွန်ကဂျာမနီဘွန်နက်လီကာမှာရှင်မဲ့ကစားနေတဲ့တင်းနေဖြစ်တယ်ဒီအသက်လက်ပြပါကတော့စပိန်လာလီကာမှာရှင်မဲ့ကစားနေတဲ့တင်းနေဖြစ်တယ်ဗျဒေါမွန်အတင်းကအဲဒီဂျာမနီဘွန်နက်လီကာမှာဂျာမနီဘွန်နက်လီကာမှာပေးစရာမှာ၅ပွဲရှင်မဲ့ကစားရပြီး၄ပွဲနိုင်တဲ့ပွဲတည်းရှုံးဝဲလုံးဝမရှိသေးရအောင်တွေးရတယ်အဆင့်နှစ်နေရာမှာ လက်ရှိအဆင့်နဲ့နေရာမှာရက်တည်နေတဲ့အတင်တင်ဖြစ်တဲ့ဒီအဝေးခွင့်ဖြစ်တဲ့အတလက်ပြပါအဝတင်ရတော့ဒီစပိန်လာလီဂါမှာပြေးစရာမှာအခွန်၅ပွဲရှင်မှန်ကစားထားပြီး၃ပွဲနိုင်၁ပွဲတရေ၃ပွဲရှုံးဆိုတဲ့ရလက်နဲ့အဆင့်၁၀နေရာမှာရက်တည်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဗျဒီဒေါ်မွန်ကပြီးခဲ့တဲ့ပွဲမှာဆိုရင်ဒီချူပင်တက်ရဲ့အင်ကုန်းမှာတွားရောက်ရှင်မှန်ကစားခဲ့ပြီး၄ခု၄ခုဆိုတဲ့ရလက်နဲ့တရေချထားတာကိုတွေ့ရတယ်ဗျဒီဂျာမနီဘွန်ဒက်လီကာမှာဂျာမနီပြီးခဲ့တဲ့အပတ်ကဂျာမနီဘွန်ဒက်လီကာမှာရှင်မှန်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်းဒီ main ကို အင်အဝေးကမင်းရဲ့အင်ကမှာတွားရရှိမဲ့ကစားခဲ့ပြီ2ဇီးဆိုတဲ့ရာဇီး2ဆိုတဲ့ရာလိုင်းနဲ့အနိုင်ရရှိထားတာကိုတွေ့ရတယ်ဗျ။ဒီအဝေးကပြတဲ့အသက်လက်ပြပါဟိုတင်ရတော့ပြီးခဲ့တဲ့ UEFA Champions League ပွဲစဉ်တက်မှာဆိုရင်သူကအာဆင်နယ်ရဲ့အင်ကမှာတွားရရှိမဲ့ကစားခဲ့အာဆင်နယ်ကိုအင်ကမှာအခန့်ရှိမဲ့ကစားထားပြီးဇီး2ဆိုတဲ့ရာလိုင်းနဲ့ရှုံးနေထားတာကိုတွေ့ရတယ်။ပြီးခဲ့တဲ့မှာမှာရှိမဲ့ကစားခဲ့တဲ့ Spain La Liga နောက်ဆုံးပွဲစဉ်ကိုတွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်လည်းသူကဒီ Villarreal ကို1ဇီးဆိုတဲ့ရာလိုင်းနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဗျ။အဲဒီနေ့တင်မှာဆိုရင်လည်းတော့မောင်ချေစမ်းပိုင်းရင်းကြီးကောင်းတယ်။ အဲဒေါမွန်အခြေစားပိုင်းအရင်ဒီနေ့တင်းမှာဆိုရင်ဒေါမွန်ကအခြေစားပိုင်းတွေအရင်ကောင်းတယ်တိုက်စစ်အားကောင်းတဲ့အသင်းသတင်းဖြစ်တယ်လို့ကျွန်တော်ကမြင်မိတယ်အဲဒီပြီးခဲ့တဲ့ GUP Champion League ပွဲစဉ်တင်းမှာဆိုရင်ဒီ Jupin တက်ကိုဖူဖူဆိုတဲ့ရလနဲ့တေးတေးချခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်းသူကနိုင်မလို့တောင်ဖြစ်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဗျဒီအဝေးကွပြတဲ့အတလက်ပြပါဟောတော့ဒီနောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့၅ပွဲမှာဆိုရင်လည်း၄ပွဲတိတိရှုံးနေထားတာကိုတွေ့ရတယ်အဒီနေ့ယာတီမှာအတော်လေးကိုစိုးရတဲ့ယာတီကိုရောက်ရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်ဗျအဲပြီးရသူတို့ရဲ့တိုက်စစ်ဒီ ဒီအက်တလက်ပြပါပါစီဒီအနာကီဝီလျံမပါဝင်တဲ့တိုက်ဆက်အားဆိုရင်ဒီနောက်ဆုံးရှင်မဲ့ခတဲ့၅ဘွဲမှာဆိုရင်တိုက်ဆက်တကူတာလေးတွင်ထားတာကိုတွေ့ရတယ်နောက်ဆုံး၃ဘွဲဆက်ရှုံးနေထားတာကိုလည်းကျွန်တော်တွေ့ရတယ်ဗျဒီနေ့ညမှာဆိုရင်ဒီတိုက်ဆက်အားကောင်းတဲ့ဒီဒေါ်မွန်နေကဒေါ်မွန်အတင်းရပဲဒီအက်တလက်ပြပါကိုအနိုင်ရရှိသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်အဲဂိုရလက်အနေနဲ့ကတော့1 c 2 c လောက်သွားမယ်လို့ကျွန်တော်ကမြင်မိတယ်ဗျအနောက်ထပ်ဘွဲစဉ်အနေနဲ့ကျွန်တော်ဒီ single line နဲ့ new card ဆိုတဲ့ဘွဲစဉ်ကျွန်တော်ဘွဲချုပ်သုံးသက်ပေးထားပါမယ်ဗျအားလုံးပဲသိကြတဲ့အတိုင်းပဲဒီ single line ဟာဆိုရင် belgium ဒီကူမှာရှင်မကစားနေတဲ့တင်းတင်းဖြစ်တယ်ဒီအဝေးခွင့်ဖြစ်တဲ့အာဆင်နယ်ကတော့အင်္ဂလန်ပရီးမီးယားလိမှာရှင်မကစားနေတဲ့တင်းတင်းဖြစ်တယ်ဗျစင်ဂီလိုင်းရာဆိုရင်ဒီဘယ်ဂျီယံလိကူမှာဆိုရင်ဘယ်ဂျီယံလိကူမှာ၉ပွဲရှင်မကစားထားပြီး၇ပွဲနိုင်၂ပွဲတည်ရေရှုံးပွဲလုံးဝမရှိသေးဘဲနဲ့အဆင့်တနေရာမှာရက်တည်နေတဲ့တင်းတင်းဖြစ်တယ်ဒီအဝေးခွင့်ဖြစ်တဲ့နယူကာဆယ်တင်းကတော့ဒီအင်္ဂလန်ပရီးမီးယားလိမှာ၆ပွဲရှင်မကစားထားပြီး၁ပွဲနိုင်၃ပွဲတည်ရေ၂ပွဲရှုံးဆိုတဲ့ရလနဲ့အဆင့်၁၅နေရာမှာရက်တည်နေတာကိုကျွန်တော်တွေ့ရတယ်ဗျအဲဒီ စင်ကူလိုင်းရဆိုရင်ပြီးခဲ့တဲ့အပတ်က UFA Champion League ပွဲစဉ်တက်မှာဆိုရင် PFP ရဲ့အင်ကွန်မှာတွားရောက်ရှင်မြန်ကစားခဲ့ပြီး1 2 3ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိတာကိုတွေ့ရတယ်ပြီးခဲ့တဲ့အပတ်ကရှင်မြန်ကစားခဲ့တဲ့ Belgian League နောက်ဆုံးပွဲစဉ်မှာဆိုရင်လည်းဒီ2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိတာကိုတွေ့ရတယ်ဗျဒီအဝေးခွင့်ပြတဲ့ Newcastle တင်းကတော့ပြီးခဲ့တဲ့ UFA Champion League ပွဲစဉ်တက်မှာ Barcelona ကို1 2ဆိုတဲ့ရလဒ်နဲ့ရှုံးနေထားတယ်ဒီ England Premier League နောက်ဆုံးရှင်မြန်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်း Arsenal ကို1 2ဆိုတဲ့ရလဒ်နဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဗျအဒီနေ့ညမှာဒီရှင်မြန်ကစားရမယ့်နှစ်တင်းမှာဆိုရင်ဒီ ဒီနေ့ညမှာရှင်းမကစားရမယ့်ဒီ P ရဲ့ single line နဲ့ Newcastle ရဲ့ဘွဲစင်မှာဆိုရင် single line ရတင်းရဆိုရင်ဒီ tight sip ပိုင်းအားကောင်းတယ်အဲအိမ်ခွင်းအားတာချက်တွေလည်းအများကြီးရှိတာကိုကျွန်တော်တွေ့ရတယ်ဒီဒီနောက်ဆုံးရှင်းမခဲ့တဲ့အိမ်ခွင်း10ဘွဲမှာဆိုရင်လည်းချုံဘွဲလုံးဝမရှိသေးပဲ10ဘွဲအနိုင်2ဘွဲတည်းရေဆိုတဲ့ရလမျိုးထွက်ရှိထားတာကိုတွေ့ရတယ်ဗျ tight sip ပိုင်းမှာအားအတော်ကောင်းတာကိုကျွန်တော်တွေ့ရတယ်ဒီအဝေးကွေ့ပြတဲ့ Newcastle တင်းရလည်း tight sip ပိုင်းအားကောင်းတာကိုတွေ့ရတယ်ဘာဖြစ်လို့လဲဒီအတင်းကြီးတင်နဲ့ရှင်းမခဲ့တဲ့ဘွဲစင်တိုင်းမှာဆိုဘွဲစင်တိုင်းလို့လို့သူကဂိုးတွင်းတာကိုတွေ့ရတယ်ဗျဒါပေမဲ့ ကိုတွင်းပြမယ်ရလက်မကောင်းခဲ့ပဲ1 2 2 1ဆိုတဲ့ရလက်မျိုးတွေနဲ့ချုံနေထားတာကိုတွေ့ရတယ်ဗျစင်ခီလိုင်းနဲ့နီယူကာဆယ်ရဲ့ဘွဲစင်မှာဆိုရင်ကျွန်တော်ကအဲနှစ်ဖက်စလုံးကတိုက်စစ်အားကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးကြတော့ဒီနီယူကာဆယ်ကလည်းနောက်ဆုံးရှင်မြန်ခဲ့တဲ့ဘွဲစင်နှစ်ပွဲစလုံးမှာဆိုရင်နှစ်ပွဲစလုံးကိုချုံနေထားတဲ့အတွက်ဒီနေ့ညမှာအနိုင်ရရှိအောင်အကောင်းဆုံးထူးစားပြီးတိုက်စစ်ကိုအဓိကဦးစားပေးနေထွက်လာမယ်လို့ကျွန်တော်ကမြင်မိတယ်ဒီစင်ခီလိုင်းကလည်းအိမ်ခွင်အားတာချက်ကောင်းတယ်တိုက်စစ်ပိုင်းမှာလည်းကိုတွင်းအားတွေကောင်းတဲ့အတွက်ကြောင့်ဒီနေ့တင်းတွစ်ဆုံတဲ့အချိန်မှာဂိုးတွေမြင်လိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ် အဲဒါကြောင့်မလို့ဒီနေ့ညအဲဒီဘွဲစင်မှာဆိုရင်ကျွန်တော်ကဂိုးရလက်အနေနဲ့ဂိုးရလက်အနေနဲ့1 2 2လောက်တွားမယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ရဲ့ရွေးချယ်မှုဘွဲစင်လေးတွေကတော့အဲဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ရဲ့ရွေးချယ်မှုဘွဲစင်လေးတွေကတော့ဒီအာဆင်နယ်နဲ့ကိုလံပီယာကိုကဘွဲစင်မှာကျွန်တော်အာဆင်နယ်ဘော်လေးကိုရွေးချယ်ပေးခဲ့တယ်ဒေါ်မွန်တင်းနဲ့ဗီဘာအော်တို့ရဲ့ဘွဲစင်မှာဆိုရင်ကျွန်တော်ကဒေါ်မွန်အင်ရှင်ဒေါ်မွန်ဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးခဲ့တယ်ဒီ single line နဲ့ new card ဆိုတဲ့ဘွဲစင်မှာဆိုရင်ကျွန်တော်ကဘောပေါအပေါ်ကိုရွေးချယ်ပေးထားပါတယ်ဗျ ချင်းမဲ့ဆိုတော့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးတွေကိုအတွေးအထူးအကြိုက်တူတယ်ဆိုရင်အဆော့ကစားလိုက်ရပါတယ်အတွေးမတူရင်ဘက်ကန်နိုင်ပါတယ်ဗျရက်လက်ကောင်းတွေရရှိပါစေလို့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်ဒီနေ့ညမှာလည်းမင်းညားကလို့ကျွန်တော်တို့ all win ဆိုတဲ့ရလင်ကိုထွက်ပေါ်လိမ့်မယ်လို့ကျွန်တော်ကကျွန်တော်ကမျှော်လင့်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီနေ့ဒီလောက်ပဲဆက်ပါစေ